လာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်သတင်းလေးကိုတင်ဆက်ပေးပါတော့မယ်ဘိုးချုပ်မူကြီးမင်းအောင်လည်းပါဝင်တရားချောင်းနဲ့ဖွဲ့စည်း22ခုကို EU ပိတ်ဆို့မှုတက်တန်းထပ်တိုးတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပေါ်နေတဲ့ပြင်းထန်တဲ့လူခွေချိုးဖောက်မှုတွေကြောင့်ဘိုးချုပ်မူကြီးမင်းအောင်လည်းစစ်ဘိုလ်ချုပ်များပါဝင်လူပုဂ္ဂိုလ်တရားချောင်းနဲ့အဖွဲ့စည်း22ခုကိုတန်ခတ်ပိတ်ဆို့မှု2026ခုနှစ်ဧပြီလတည်တက်မှန်တက်တန်းတိုးကြောင်း EU ဥရောပသမဂ္ဂကထုတ်ပြန်ပါတယ် 2021ခုနှစ်အာဏာသိမ်းမှုနဲ့ပြည်သူလူထုကိုဖိနှိပ်တပ်ဖြတ်မှုတွေကြောင့် EU ကအေး EU ပိတ်ဆို့မှုတွေကိုနှစ်စဉ်တက်တန်းတိုးလာခဲ့တာဖြစ်ပြီးအခုလည်းတနစ်ထက်မှန်တက်တန်းတိုးမြင့်လိုက်တာပါ EU က2021ခုနှစ်ဖေဖော်ဝါရီလရက်နေ့ကမြန်မာစစ်တပ်ရဲ့ဆန္ဒပြပြည်သူတွေပေါ်အေး EU ဆောင်ရွက်မှုတွေကိုအပြင်းထန်ဆုံးရှုံချကြောင်းထပ်တလဲလဲပြောကြားခဲ့ပြီးအကြမ်းဖက်မှုပုံစံအလုံးအဆုံးသက်ဖို့နဲ့မတရားဖန်ဆီးထားတဲ့အကျဉ်းသားအလုံးကိုလွတ်ပေးဖို့လည်းတောင်းဆိုထားပါတယ်မြန်မာနိုင်ငံတွင်ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေနဲ့ပြင်းထန်တဲ့လူခွင့်ရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကိုပြစ်မှတ်ထားပြီးနောက်ထပ်တင်းကျပ်တဲ့စီမံချက်တွေချမှတ်ဖို့လည်း EU ကအဆင့်တင်ရှိတယ်လို့ဆိုပါတယ်။ ီမိုကရေစီရေလူ့အခွင့်ရေတာဝန်ယူမှုတာဝန်ခံမှုနဲ့ငြိမ်းချမ်းတဲ့အနာဂတ်တည်ဆောက်ရေးအတွက်မြန်မာနိုင်ငံသားတွေရဲ့ကြိုးပမ်းမှုတွေအပေါ် EU ကဆက်လက်ပံ့ပိုးကူညီမှုဂဏိကဝတ်တွေပြုထားကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ EU ကအရင်းယူထားတဲ့သူတွေထဲမှာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်စစ်ကောင်စီအဖွဲ့ဝင်တွေဝန်ကြီးများတရားရေးအဖွဲ့ဝင်များနဲ့ကြီးရေးလေးစစ်ဗိုလ်ချုပ်များစစ်တပ်ထောက်ခံတဲ့စီးပွားရေးသမားတွေရွှေကောက်ပွဲကော်မရှင်အဖွဲ့တွေပါဝင်ပါတယ်။စီးပွားရေးပိတ်ဆို့အရင်းယူထားတဲ့အဖွဲ့အစည်း22ခုထဲမှာစစ်တပ်ပိုင်ကုမ္ပဏီတွေနိုင်ငံပိုင်နဲ့စစ်တပ်ထိန်းချုပ်တဲ့ပုဂ္ဂလိကကုမ္ပဏီတွေကာကွယ်ဝင် ်ကြီးဌာနစစ်တပ်ကြီးရည်လီနဲ့နေကြားဆောင်ရဲတပ်ဖွဲ့ဝင်တွေပါဝင်ပါတယ်။ ပိတ်ဆို့အရေးယူမှုတွေထဲမှာခီးသွန်းလာခွင့်ပိတ်ပင်ခြင်းပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်ခြင်းကုန်သွယ်စည်းဝါးခွင့်ပိတ်ပင်ခြင်းလက်နက်တင်ပို့ရောင်းချမှုပိတ်ပင်ခြင်းအပါအဝင်ဗီဇာပိတ်ပင်တာငွေကြေးဆိုင်ရာပိတ်ပင်တာတွေပါဝင်ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့အပြစ်ခတ်ရက်စဲထားပေမဲ့စစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုအကျဉ်80ရှိခဲ့တဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကအေပီလာ2ရက်နေ့အပြစ်ခတ်ရက်စဲကြောင်းကြီးညာထားပေမဲ့ဒေသအများပြားမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအကျဉ်80ရှိခဲ့တယ်လို့ပြည်တွင်ချိန်ဆိုင်လွတ်လပ်တဲ့သတင်းအချက်အလက်ရှာဖွေဖော်ထုတ်ရေး CIR ရဲ့မြန်မာဝက်နက်ကအေပီလာ28ရက်နေ့ ့အစီရင်ခံစာမှာထုတ်ပြန်ပါတယ်။မလ28ရက်ကပြင်အား9.8ရှိတဲ့ငလင်ကြောင့်နေအိမ်တွေနဲ့အခြေခံအဆောက်အအုံဆိုးရွားစွာပြက်စီးခဲ့ပြီးလူပေါင်းနှစ်တန်းကျော်ထိခိုက်ခဲ့ကြောင်းစစ်ကောင်စီကတဘာဝဘီအနေအကျရောက်ပြီးရဲ့နောက်မြန်မာနိုင်ငံကအရေးပေါ်အခြေအနေကြီးညာထားတဲ့ဒေသတွေမှာတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားခဲ့ကြောင်းမှတ်တမ်းတွေရရှိခဲ့တယ်လို့ဆိုပါတယ်။မလ32ရက်နေ့ကနေ AB6 ရက်နေ့ကြာ9ရက် ကြောင့်ဝန်내ချင်းကာလာမာတင်စစ်ကောင်စီကတိုက်ခိုက်မှုတွေဆက်တိုက်ရုံဆောင်နေရလို့ဆိုပါတယ်။မလ28ရက်ကနေ AP လ24ရက်တွင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအခြေ80ကိုမှတ်တမ်းတင်နိုင်ခဲ့ပြီး AP နဲ့ရဲ့အပြစ်ခတ်ရေးဆဲပြီးရဲ့နောက်မှာ65ချိန်ရှိခဲ့တယ်လို့ဆိုပါတယ်။တိုင်းနဲ့ပြည်နယ်12ခုမှာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးမြို့နယ်52ခုထိခိုက်မှုရှိခဲ့တယ်လို့ဆိုပါတယ်။မှတ်တမ်းနေရဖြစ်ပွားမှုအများဆုံးပြည်နယ်တွင်ကစကိုင်းတိုင်းမှာ24ခု၊မန္တလေးတိုင်း24ခု၊ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်မှာရှစ်ခုဖြစ်တယ်လို့ဖော်ပြပါရယ်အပြစ်ခံရဲစိန်ကြောင့်မကြေညာမီမလ31ရက်နေ့အင်ပီလာ1ရက်နေ့မှာသခိုင်းတိုင်းအင်းတော်မျိုးကဖုံတော်ကြီးကြောင့်တိုက်ခိုက်ခံရပြီးတရက်ထဲမှာပဲလွိုင်ကော်ကကြေးရွာတန်ရွာတိုက်ခိုက်ခံရကြောင်းအင်ပီလာ9ရက်နေ့မှာလည်းသခိုင်းနဲ့ချင်းပြည်နယ်မှာတီးကြားနေကြောင်းတိုက်ခိုက်မှု၃ကြိမ်ရှိခဲ့ကြောင်းဒီတိုက်ခိုက်မှုတွေကြောင်းအမျိုးသမီးနဲ့ကလေးတွေအပါအဝင်လူဒါဇင်ပေါင်းများစွာတိစုံခဲ့ရကြောင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ တွေးရှိချက်တွေအရအပြစ်ခတ်ရစိုင်းကြီးညာချက်ပေါ်စစ်ကောင်စီရဲ့ရိုးသားမှုလေးနက်မှုအပေါ်တန်ရရတွေတိုးပွားစေပြီးလူမှုအတိုင်းဝိုင်းတွေအလွန်ထိခိုက်လွယ်နေတဲ့အချိန်မှာအရက်သားပြည်သူရင်းရဲ့ဘဝတွေကိုလုံးဝခရီးမဆိုင်ကြောင်မိမောင်းထိုးပြနေရလို့ဆိုပါတယ်ကြီးတိန်နိုင်ငံခြားရေးနဲ့ဒဏ္ဍသဟာယဖွံ့ဖြိုးရေးဌာန FCDO ပြောခွင့်ရသူကလည်းအပြစ်ခတ်ရစိုင်းကာလနဲ့နိုင်ငံလုံးဆိုင်ရာဘေးအန္တရာယ်ကြောက်ရောက်နေတဲ့ကာလမှာစစ်ကောင်စီကဆက်လက်တိုက်ခိုက်နေတဲ့အထောက်အထားတွေတွေ့ရတော့အယံအံ့ဩမိပါတယ်အရက်သားတွေကိုတိုက်ခိုက်မှုအလုံးအခုချက်ချင်းရက်တက်မယ်လို့ပြောပါတယ်အရက်သားတွေကိုကာကွယ်ပေးဖို့ ူသားချင်းစာနာထောက်ထားမှုဆိုင်ရာအတားအဆီးမရှိဝင်ရောက်နိုင်ဖို့နဲ့မြန်မာနိုင်ငံငင်းချင်းလမ်းစဉ်အတွက်အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာဖို့လဲစစ်ကောင်စီကိုထပ်မံတောင်းဆိုကြောင်းလည်းပြောပါရယ်၂၀21ခုနှစ်စက်တက်အာဏာသိမ်းပြီးနောက်ပိုင်းလက်နက်ကင်တပ်ဖွဲ့တွေလူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ငလင်းနဲ့ဆက်နွယ်တဲ့ BNR တွေကြောင့်ပြည်သူတွေအိုးအိမ်ဆုံးခွာထွက်ပြေးနေရတဲ့ချင်း၊ကယားနဲ့စကိုင်းဒေသတွေမှာအင်တာနက်အသုံးပြုခွင့်ပြင်းပြင်းထန်ထန်ကန့်သတ်ထားကြောင်းဒီကတ်သက်မှုတွေကြောင့်မြေပြင်သတင်းအချက်အလက်တွေအချိန်နဲ့တပြင်းညီယုံကြည်စိတ်ချတဲ့အစီရင်ခံစာရဖို့အဟန့်အတားဖြစ်စေတယ်လို့ဆိုပါရယ်မြန မြန်မာဝတ်နက်အနေနဲ့အခြားအခြေအနေကိုဆက်လက်စောင့်ကြည့်နေကြောင်းလည်းထုတ်ပြန်ကြမှာပါရှိပါတယ်။ဆလဘီဗမော်မျိုးအတွင်းစစ်တပ်စခန်းများကိုတော်လိုင်းတပ်အပြင်ထံထိုးစစ်ဆင်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မျိုးရှိချမ်းရှိနေတဲ့စစ်တပ်စခန်းတွေကိုတော်လိုင်းတပ်တွေကအပြင်ထံထိုးစစ်ဆင်နေကြောင်းဗမော်စကော့တင်ကသတင်းထုတ်ပြန်ပါတယ်။ဗမော်မျိုးပေါ်ရှိစစ်ကောင်စီတပ်ဆွဲထားတဲ့ဗမော်စုပေါင်းရုံးစီပင်ရုံးဝင်းလိုက်ဟိုတယ်၊ကံဦးကျောင်းအာထကတက်ကျောင်း၊ဂလက်စီ KTB နဲ့အဲ့ဒီနေရာတွေနဲ့နီးစပ်တဲ့နေရာတွေကိုထိုးစစ်စနစ်တလုံးတပ်စခန်းများဖြစ်တဲ့ခလာရ49နဲ့စကစ23 MN 27စစ်စင်ကိုကဲမှုဌာနချုပ်တို့ကိုလည်းပြင်းထန်စွာထိုးစစ်စင်တိုက်ခိုက်လျက်ရှိကြောင်းသိရပါတယ်။မြေပြင်မှာစစ်တပ်ကဘလို့မှမရှင်းနိုင်လို့နေချောင်းပစ်ကူကနေတိုင်းတော်တော်ပစ်ပေးရတယ်။အောက်ကစစ်သားတွေကတော့အတီကန်တိုက်ပဲ KYA ကမြို့ရင်းမှာအသာစီးကနေတိုက်နေပြီးမြို့ကိုရဖို့လိုသေးတယ်လို့ထင်တယ်လို့ရွှေကူမြို့မှာစစ်ပေးရှောင်နေတဲ့ဗမော်ဒေသခံတအုပ်ကပြောပါတယ်။စစ်တပ်တပ်ဆွဲထားတဲ့ကချင်စုရက်ွက်ရှိ Robert KPC Church နဲ့အလာက ၃ကြောင်းဤတဝိုက်ကို AB 29ရက်နေ့ညနေပိုင်းမှာ KIA နဲ့မဟာမိတ်တို့ကတိမ့်ပိုက်ခဲ့ပြီးဆုတ်ခွာတဲ့စစ်သားတွေက Glassy KTB နဲ့လမ်းတစ်လျှောက်မှာအင်အားဖြည့်ထားကြောင်းဗမော့စကော့တင်ကဆိုပါတယ်။ စစ်တပ်ဘက်ကလေကြောင်း drone တိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုများပြင်းထန်စွာလုပ်ဆောင်နေပြီးကချင်စုရက်ွက်နဲ့မင်းချောင်းကုန်းရက်ွက်တို့မှာနေအိမ်အပြည့်စီများကြောင်းသိရပါရယ်နေအိမ်တွေကတော့ဗမော်တမျိုးလုံးပြက်နေပြီးမြေကိုတော့စစ်တပ်ကဘုံကျဲဖြတ်လို့မရဘူးအိမ်ပြက်လဲတဲထိုးနေမယ်အိမ်ပြက်ခြင်းမီလို့တကောက်ကဆက်ပြောပါရယ် MN27 စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စာခခ27ရက်ကကင်းစကန်9ခုတက်မနေနဲ့ဗမော်မြို့တွင်စစ်တပ်တဆွဲထားတဲ့နေရာချို့ကို KYI နဲ့မဟာမိတ်တို့က EP26 ရဲ့မနက်ပိုင်းမှာတင်ပိုက်ခဲ့ပါသေးတယ်ဗမော်မြို့တင်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလ4ရက်မှာစတ တင်ခဲ့တာဖြစ်ပြီး KIAA ABSD ရဲ့ KBDN နဲ့ဗမာမျိုးကန်ယူဂျီအဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ရန်ကုန်အတွက်ကြားကာလအစီအမံရေးဆွဲရေးကော်မရှင်ဖွဲ့စည်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းတော်လိုင်းအင်အားစုအဖွဲ့ပေါင်း100ကျော်စုဖွဲ့ပြီးရန်ကုန်ကြားကာလအစီအမံရေးဆွဲရေးကော်မရှင်တရက်ကိုနှစ်ရက်တာစုံညီအစည်းအဝေးပြုလုပ်ပြီးတဲ့နောက်အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ကြောင်းစုံညီအစည်းအဝေးစင်ပါရေးကော်မတီမှတာဝန်ရှိသူကပြောပါရယ်ရန်ကုန်ကြားကာလအစီအမံရေးဆွဲရေးကော်မရှင်တရက်ဖွဲ့စည်းနိုင်ဖို့အတွက်လွန်ခဲ့တဲ့တနှစ်ခွဲချိန်ကလေးကပဲသဘောတူညီခဲ့ကြပြီဖြစ်ပြီးကော်မရှင်ပေါ်ပေါင်းရေးအတွက်ရက်ပေါင်း160ဒီဒီဆောင်ရွက်ခဲ့တာဖြစ်ကြောင်းစုံညီအစည်းအဝေးစင်ပါရေးကော်မတီမှတာဝန်ရှိသူကပြောပါရယ်စေအုပ်စုချရှုံးသွားတဲ့အချိန်မှာရုပ်တရက်ဖြစ်ပေါ်လာတဲ့အာနာလီဟာနဲ့အတွက်အစားထို ိုပြီးတော့ပြည်သူ လူထုထိခိုက်မှုအ ਨੇ ဆုံးရှိနေတဲ့ຫນွေဥတော်လိုင်းအင်အားစုတွေကြားမှာတယောက်နဲ့တယောက်ပဋိပက္ခရီနေပြီးညီညီညွတ်ညွတ်မြတ်မြတ်ဒါဒါနဲ့အစားထိုးနေရာယူနိုင်ဖို့အတွက်ရည်ဆွဲတဲ့လုပ်ငန်းစဉ်ဖြစ်တယ်လို့၎င်းကပြောပါတယ်။ရန်ကုန်ကြားကာလအစီအမံရည်ဆွဲခြင်းကော်မရှင်တရက်ကိုနှစ်ရက်တာပြုလုပ်ခဲ့တဲ့ရန်ကုန်ပလက်ဖောင်းမြေနဲ့စုံကြီးအစည်းအဝေးမှာအတည်ပြုလိုက်တာဖြစ်ကြောင်းမကြာခင်မှာအသက်ဝင်တော်မှာဖြစ်ကြောင်းသိရပါတယ်။ ရန်ကုန်ကြားကာလာစီမံရေးဆိုင်ကော်မရှင်ကိုလွတ်တော်ကိုယ်စားလှယ်များပါတီများစီဒီအမ်များမြေပြင်သပိတ်နှင့်တော်လိုင်းအင်အားစုများတပ်မကများအမျိုးသမီးကဏ္ဍလူငယ်စုနှင့်တက်သည့်ပညာရှင်စတဲ့အခက်ကဏ္ဍဆောင်လွှင့်စွာနဲ့ ဖွင့်စည်းရန်သဘောတူညီမှုရရှိခဲ့တယ်လို့ဂျာကာလာအစီမံရေးဆွဲရေးအလုပ်ဖွဲ့ဝင်ဦးထွန်းကြည်ကပြောပါရယ်ရန်ကုန်ကောင်းဖို့အတွက်ရန်ကုန်တည်ငြိမ်ဖို့အတွက်လည်းဆရာဆွေကောင်းတဲ့စစ်ရှုံးကောင်းစီကတကယ်လို့များရန်ကုန်ကဆုတ်ခွာသွားပြီးစစ်ရှုံးပြီဆိုရင်ပါဝါလီဟာနယ်ဖြစ်တဲ့အချိန်မှာကြိုးစားတာတက်အခုကလေးကကြိုပြင်းတဲ့အနေနဲ့ဂျာကာလာအစီမံရေးဆွဲဖို့အလုပ်လုပ်တဲ့အဖွဲ့ကိုတာဝန်ပေးပြီးလှုပ်ဆောင်တာဖြစ်တယ်လို့ပြောပါရယ်ရန်ကုန်ပလက်ဖောင်းရဲ့ အလုတ်အဖွဲ့ဝင်များဖွဲ့စည်းရမှာအမျိုးသမီးပါဝင်မှုအပြင်ဂျာမတန်းတူရေးကိုလည်းခြံလှန့်ထားခြင်းမရှိကြောင်းသိရပါဗျ။လက်ရှိဖွဲ့စည်းပေါင်း60ကျော်ပါဝင်တဲ့ကော်မရှင်မှာအမျိုးသမီးပါဝင်မှုနှုန်းက19ရာခိုင်နှုန်းထက်မှရှိရင် LGBT ပါဝင်မှုက3ရာခိုင်နှုန်းရှိရင်အမျိုးသမီးတွေရဲ့စွမ်းရည်တွေကိုမြင့်တင်ပေးဖို့ကာကွယ်ဖို့ဥပဒေရေးဆွဲရေးမှာပါဝင်ဖို့ပထမခြေလှမ်းအနေနဲ့စူးစမ်းတာတွေရှိရလို့ဂျာကာလာစီမံရေးဆွဲရေးအလုတ်အဖွဲ့ဝင်တအုပ်ဖြစ်တဲ့မတ်တင်ဝီကပြောပါဗျ။ ကော်မရှင်နဲ့လူစင်းနေလဲကြီးညာပြီးဖြစ်တာကြောင့်ရန်ကုန်ကြားကလာအစီမံရေးဆွေးကော်မရှင်ရဲ့ပထမဆုံးစည်းဝေးကိုလာမယ့်မေလ17ရက်မှာပြုလုပ်မှာဖြစ်ကြောင်းသိရပါတယ်။ကြားကလာအစီမံရေးဆွေးကော်မရှင်ပေါ်ပေါက်လာဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံမှတာဝန်ရှိသူများနဲ့ထိုင်းမြန်မာနယ်စပ်မှာကနအုပ်တွဲဆောင်ဆွေးနွေးမှုတွေရှိခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။အဲ့ဒါ